ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမခင်ချိုဝင်းမှာမခင်ချိုဝင်း36နှစ်ပါဆရာကြီးတင်းလာသမီးရှိဖို့ရတယ်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီ36အိမ်အကူပါတဲ့အိုမန်ပါပါတဲ့အိုမန်အိုမန်နဲ့ဟာ UAE နိုင်ငံနဲ့ဟုတ်ရွေးဟုတ်ပြီရပြီဟာသမီးကတဲ့လမ်းလျှောက်တာများတော့တဲ့ခြေပြားကနေတဲ့ တင်ပါအထိပူပြီးတော့အကြောညောင်းလာပြီဆိုရင်တဲ့အကြောတွေကအစိမ်းရောင်အညိုရောင်အမဲရောင်ဖြစ်သွားလို့ပါတဲ့အကြောတွေမှာဖြစ်တာနော်အကြောတွေမှာဖြစ်တာအဲ့လိုနေရာမျိုးမှာသမီးပူရံနေအိဒါနှစ်ခုစလုံးတော့သမီးအတွက်အကျိုးမရှိဘူးဟုတ်ကဲ့ဆရာအဲအိဒါနဲ့ပူရံနှစ်ခုဆိုရင်အိဒါတဲ့ပူတာကစေကူးလို့လွယ်တယ်ဟုတ်ကဲ့ဆရာနော်စေကူးလို့လွယ်တယ်ဆိုတာသမီးအဲ့လိုဖြစ်လာလို့ရှိရင်ကိုနီးစက်လို့အကြောင်းညွှန်ရင်လေရေလေးလောင်းရရေလေးလောင်းလိုက် ဟုတ်ကဲ့ဆရာကြီးတောင်းပြီးရေစူးကြီးတိုင်းမလားနော်ဟုတ်ကဲ့ဆရာအဲရေစူးပြန်ပြီးတော့ချောက်အောင်တုတ်တုတ်တဲ့ခါပုတ်မတုတ်နဲ့နော်ဟုတ်ကဲ့ဆရာကြီးတုတ်တုတ်ဟုတ်ကဲ့တုတ်တုတ်လောင်းလိုက်တဲ့ချက်ချင်းတက်တာတော့ပါလိမ့်မယ်နောက်တပီးကိုမြန်မာလူမျိုးတွေကတော့ရောက်လေရမှာတဏ္ဍာခါကရမက်ကပါတတ်ပါတယ်ပါတတ်ပါဟုတ်ကဲ့အဲတဏ္ဍာခါရှိတဏ္ဍာခါလေးလေးကရမက်ရှိကရမက်လေးလေးနှစ်ခုစလုံးရှိတဲ့ဆရာရဲ့ဆိုရင်နေ့ဦးတဏ္ဍာခါညဦးကရမက်လေးဟုတ်ကဲ့ပါဆရာကြီးလိမ့်တိုင်းလိမ့်တိုင်းတကောတကောရက်ဟုတ်ကဲ့ပါဆရာကြီး အလိုရင်ကိုစီးလူကိုအကျိုးရှိပါလိမ့်မယ်လို့အမှန်တမဲ့မနေပါနဲ့အမှတ်တရလုပ်ကြည့်ပါဟုတ်ကဲ့ပါဆရာကြီးအကုန်ကြမှာများပဲတဲ့တပည့်ကျမ်းမကြီးကအဝေးမှနေတော့ပို့ပြီးအရေးကြီးပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီးဒါဆရာသမီးလေးတယောက်ကဲသူစင်နာနဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်အခုမေကွန်းရှင်ကကိုဖြိုးတီဟာပါဖြူတီဟာဖြူတီဟာဟုတ်ပြီသူသူသမီးအတွက်မေးတာပါဗောနော်ဩဟုတ်ပါဇီယာ ကိုဖြိုးတီဟာတာစီရတာစီမျိုးอ่ะဟုတ်ပြီဟုတ်ကဲ့သမီးလေးကတဲ့လှယီမွန်ဦးပါတဲ့လှရင်ရွယ်ဦးလှယီမွန်ဦးဟုတ်ပြီလှယီမွန်အသက်ကဟုတ်ကဲ့အသက်က9နှစ်ပါတဲ့ရှစ်ဆရာအကောင်ဆုံးအရွယ်ဟုတ်ကဲ့ဆရာကြီးဦးရောင်ငန်းပြားနဲ့တဲ့သွေးလွန်တုတ်ကွေးဖြစ်နေပါတယ်တဲ့နှစ်ခုတောင်เนาะဟုတ်ကဲ့ဆရာကြီးအသက်နဲ့မလိုက်ပါလားဦးရောင်ငန်းပြားဟုတ်ကဲ့ဆရာကြီးသွေးလွန်တုတ်ကွေးဟုတ်ကဲ့ဆရာကြီးအဲအဲ့ဒါ ဆရာကြီးတဲ့မေးတော့ဆရာကြီးလည်းဖြေမှာပါဟုတ်ကဲ့ဆရာဒါလက်မနေပါနဲ့ဟုတ်ကဲ့ဆရာကိုဒေသမှာရှိတဲ့အင်္ဂလိပ်နည်းရအင်္ဂလိပ်ဆရာရောတိုင်းရင်းဆွဲတိုင်းရင်းဆရာရောနဲ့အမြန်ပြပါ ပြသင့်ပါတယ်ဟုတ်ကဲ့ဆရာကုသမှုအရင်ယူပါဟုတ်ကဲ့ဆရာကြီးဆရာကြီးမိတာအတွက်လည်းဆရာကြီးဖြေပေးမှာပါဟုတ်ကဲ့ဆရာကြီးနော်သူမေးလေးရပါတယ်ဥယောင်ငန်းပြားနဲ့သွေးလွန်တုတ်ကွေးဖြစ်နေပါတယ်တဲ့အဲဥယောင်ငန်းပြားကတော့ ကလေးကိုအဖတ်မာမာတွေမကြွေးနဲ့တော့လေ။ဟာ तू ကအပြုတ်ပဲတက်။ကလေးကအစာမစားခြင်းလို့ဘလို့ကြွေးရမလဲ။မစားခြင်းသူ့ကိုအေးပေါ့အေးပေါ့နော်။ဟုတ်ကဲ့ဆရာကြီး။ तू ဘာဖြိုရည်ကြိုက်တတ်တယ်လေ။ဟုတ်ကဲ့ဆရာကြီး။အဲ့ကြိုက်တတ်တဲ့ဖြိုရည်လေးကို तू ထညက်ကလေးနဲ့ဖြိုဟုတ်ကဲ့ဆရာကြီး။ကော်ဖီကြိုက်သလား။ဟုတ်ကဲ့ဆရာကြီး။တုံးဖို့မကြီးဖြိုရည်ကြိုက်သလားဟုတ်ကဲ့ဆရာတို့ဒိန်ကျင်တိုက်ကြိုက်သလားဟုတ်ကဲ့ဆရာမကြိုက်ရင်လည်းကွာကြိုက်အောင်သူ့ကိုပြုဆွဲပြီးတော့ပါတော့ပေါ့ပြုဆွဲရမှာပေါ့အဲ့ ဟိုဘီတော့ဒါလေးရှောက်ချူသီးတို့ဟုတ်ကဲ့ဆရာကြီးကပလာသီးတို့ဟုတ်ကဲ့နော်အသီးလက်လက်ဆက်ဆက်အသီးလက်လက်ဆက်ဆက်အသီးလေးတွေကိုအဲ့ဒါလေးတွေကိုရေညှိပြီးတော့တက်ချင်အဖြစ်တက်တာတော့မှာပါလို့ဟုတ်ကဲ့ဆရာကြီးနောက်ကလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့အပေါင်းအသင်းနေနဲ့ကစားတတ်တဲ့အကျင့်ဟုတ်ကဲ့ဆရာအပေါင်းအသင်းနဲ့ဝန်ဆန်းတဲ့အကျင့်ဟုတ်ကဲ့ကျင့်ပြီပါဟုတ်ကဲ့ဆရာကလေးကိုတိတ်ချစ်တော့အိမ်မှာတခါတည်းကိုပူးမွေးသလိုမွေးတာတယ်ဟုတ်ကဲ့ဆရာအဲတိတ်နေတာပါလေ ကလေးဘွားလည်းနင်းတာပါလေ။ဟုတ်ကဲ့ဆရာ။ကစားပါစီ။လဲဆိုတော့ဘာဖြစ်လဲ။လဲဆိုတော့ပွန်းဆိုတော့စီးလိမ့်ပြီးလိုက်ဖို့။ဟုတ်ကဲ့ပါဆရာ။လဲတော့မှန်သေးတယ်။နောက်တစ်ခါသူလဲအောင်ကစားလို့ပြောလို့မကစားတော့သူကသူထိန်းတော့ပါလိမ့်မယ်။ပြောချင်တာအကျင်တို့သူတို့ကိုဆုံးမထိုးတို့လင်ကိုဝဲကိုဆုံးမဆုံးမဝဲကိုဝဲလူဆုံးပါဆိုလို့ကိုကိုကိုဆုံးမတတ်တဲ့အကျင့်ငယ်စင်းတဲ့ရတာသိကောင်းတယ်။ဟုတ်ကဲ့ဆရာ။နော်။ဟုတ်ကဲ့။စိတ်သိမ့်မပူပါနဲ့လို့ ဟုတ်ကဲ့ပါဆရာကြီးကလေးတိုင်းမှာဒီလိုပဲဖြစ်ကြပါလေလို့ဟုတ်ကဲ့ဆရာကြီးအဲ့လိုဖြားပြီဆိုလို့ရှင်ဆရာကြီးကလေးကြတော့ဘလို့ကုတုံးမျိုးပေးမလဲဟောအဲ့ဒါသမီးတနခါတာမှန်မှန်လိမ့်ဟုတ်ကဲ့ဆရာကြီးဘဲချီညာလက်လိမ့်အဲ့ဒါမမေးနဲ့ဟုတ်ကဲ့ဆရာကြီးဘဲချီကိုလိမ့်ချောင်းအောင်ပို့ညာခဲ့လို့ချောင်းအောင်ပို့ခဏနေပြီးတော့မှတကူလုံးလိမ့်ဟုတ်ကဲ့ဆရာကြီးဖြားပြီဆိုရင်ရင်ပန်းတဲ့ကြောကိုခြံတာဟုတ်ကဲ့ဆရာကြီးချက်အပေါ်လက်လေးလုံးလက်လေးလုံးတော့တောင်လိမ့်ဟုတ်ကဲ့ဆရာအတွိုင်းလုံးလိမ့် မျက်နှာလေးအဲမလိမ့်မှာတెంပရေချာတိုင်းတာကြည့်ဟုတ်ကဲ့ဆရာကြီးလိမ့်ပြီးငါမလောက်မှာတိုင်းကြည့်ဟုတ်ကဲ့ပါတေချာပေါ့အဲ့တెంပရေချာ2ဒီဂရီ3ဒီဂရီလောက်ကျသွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါကွာလွယ်လွယ်လေးနဲ့တက်တာမယ်နေပါလို့ဟုတ်ကဲ့ပါဆရာနောက်ကလေးကိုတအားကြီးနှွေးထွေးနေအောင်ဆိုပြီးတော့သူ့ဆိုတခါလေအင်ဂျင်နဲ့သုံးနှစ်ဝတ်ထားလို့တော့အဲ့လိုမထားပါနဲ့မထားပါနဲ့ ုတ်ကဲ့ဆရာကြီးနော်သူလေရှူအောင်ကောင်းတဲ့လေတန်းတန်းရှူလို့ရတဲ့နေရာမျိုးတွေတစ်ပင်အောက်တို့လို့ဥမာကုဘေးမှာဆရာတို့ရက်ွက်ဆိုရင်ရေကန်ကြီးတွေရှိတာဟုတ်ကဲ့ဆရာကြီးရေကန်မောင်းလို့လို့ခေါ်သွားပြီးတော့လမ်းလျှောက်မယ်ဟုတ်ကဲ့ဆရာကိုပြောဒီပြောပြောမယ်ဟုတ်ကဲ့ဆရာဥမာရေကန်ထဲမှာရှိတဲ့ကြာပွန်းလေးရှိကြာပွန်းလေးလှတာကိုပြောမယ်ဟုတ်ကဲ့စိတ်ကိုလည်းပြောင်းပေးရမယ်ဟုတ်ကဲ့ပါဆရာကြီးစိတ်ကပျော်ရင်ဘာဖြစ်သွားလဲကိုကိုနှုတ်သွားတာပေါ့ဟုတ်ကဲ့ဆရာကြီးနော် စိတ်ပျော်ပျော်နေတဲ့လွယ်လူကျမ်းပါတယ်ဟုတ်ကဲ့ပါဆရာစိတ်ညစ်တယ်လို့စိတ်ရှုပ်တယ်လို့စိတ်နောက်တယ်လို့စိတ်ကောက်တယ်ဆိုလူတွေမှန်သမျှယောဂတရားထူကြတယ်ဟုတ်ကဲ့ပါဆရာကြီးကြောင်ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အကျင့်လေးရှိအောင်နေပါတောဒနာတောဒဆင်းတဲ့သူတွေရောအားလုံးဆရာကြီးပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာ။နော်စိတ်ညစ်စရာတော့လည်းရှိပါသေးတယ်။ရှိပါတယ်ဟုတ်ကဲ့ဆရာ။နော်ကိုယ့်ထက်ညစ်စရာရှိတဲ့တပုံကြီး။နော်နမူနာပြောပါဆိုရင်ဆရာတို့ရန်ကုန်မြို့ရဲ့ အင်းစိတ်ဂျိုကုန်းပါလေမွေးတဲ့မျက်စိမပါဘူးဟုတ်ကဲ့ပါဆရာကြီးလောကီသူဘာရဲ့တခါမျိုးမျက်စိကမရှိတာမပါကုန်ပါတာမွေးတဲ့မပါတာဟုတ်ကဲ့ပါမွေးတဲ့လက်နှစ်ဖက်မပါဘူးမွေးတဲ့ခြေနှစ်ဖက်မပါဘူးအဂျပန်နိုင်ငံပညာရှင်လာပြီးတော့စောက်ရှောက်ပေးနေလို့ဆရာကြားရတယ်ဟုတ်ကဲ့ပါဆရာကြီးကတူလေးစုဖက်တဲ့လို့ဒါပေမဲ့သူတို့မှချစ်စရာသိကောင်းတာရှိတယ်လေတံလေးရလေလေတံကဂရုဏာတံလေးနဲ့မမကြီး ်တမီးလေးရှူရှူပေါက်ရှင်လို့ပါနော်ဟုတ်ကဲ့ပါဆရာအနတ်နေရအနန်တော့တမီးကိုရှူရှူပေါက်တဲ့နယ်ရွှေ့ပေးပါအဲ့လိုလေးတန်လေးချူတာတဲ့ဟုတ်ကဲ့ဆရာအဲ့လိုလေးတန်ချူချူတာတာလေးနဲ့ပြောကြလို့ရှိရင်ကျောက်တော့လှုပ်ပြီးတဲ့လူကလည်းပဲလှုပ်ပေးခြင်းတယ်ဟုတ်ကဲ့ပါဆရာနော်ဒါကြောင့်မလို့အားလုံးတူဦးနဲ့တူအကျင်လင်းနဲ့မြသားနဲ့အမိညီနဲ့ကိုမောင်နဲ့နှမအဘေါ်တက်အောက်တက်ခေါင်းငန်းချီရင်ကချူချူတာတာလေးပြောတတ်တဲ့အကျင်လေးတွေမွေးကြပါလို့ ပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်ကြပါစီဗျာ